အဒီသချင်းလေးကပို့ပြီးတော့အမှတ်တရလို့ရောခုနလိုဆရာနိုင်မြမအတွက်ဒါကျွန်တော်တို့ဟိုလှုပ်ပေးနိုင်တာပေါ့ကျွန်တော်တို့သူ့ရဲ့နောက်ဆုံးသချင်းလေးအဖြစ်သူကိုယ်တိုင်ဖန်တီးခဲ့တယ်နောက်သူကိုယ်တိုင်လည်းပါဝင်တည်ဆုပ်ခဲ့တဲ့သချင်းလေးအဖြစ်ကျွန်တော်တို့ဒီ music video လေးကိုဒီညီလေးညီမလေးတွေနဲ့ကျွန်တော်တို့ပုံဖော်ပြီးတော့ရိုက်ကူပြတာပေါ့လက်ကင်နဲ့အဆင့်အောင်မှမရောက်ဘူးပေါ့နော်ဒီလိုမျိုးတန်တန်ရှင်းရှင်းမြတ်တာလေးနဲ့ချစ်ကြတယ်ဆိုတာလေးကိုဖော်ကျူးခြင်းနာနဲ့ဒီလိုအသက်အရွယ်တန်း ဒီညီလေးနဲ့ညီမလေးနဲ့ကိုရွေးချယ်ပြီးတော့ကမ်းလှမ်းပြီးတော့ရိုက်ခုပြစ်တာပေါ့နော်အာဒီနေ့ရိုက်ဖြစ်တဲ့သချင်းလေးကတော့ဟိုပရောက်ပန်တော်ဆက်ဆိုတဲ့ကြံသချင်းလေးပေါ့နော်ဒီသချင်းလေးဖြစ်ပေါ်လာပုံနည်းနည်းလေးပြောပြရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီညီမသချင်းကဒီနေ့မှာ2024နှစ်ကုန်မှာပေါ့နော်ဒါ UNESCO ကနေနေပြီးတော့ကမ္ဘာအမွေနှစ်အဖြစ် ကျွန်တော်တို့ကိုမြန်မာတကြံကိုအတိမတ်ပြုတ်တယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်တို့လည်းဒါကိုတက်နိုင်တဲ့ဘက်ကနေနေပြီးတော့ဒီဟာလေးကိုမြန်မာတကြံကိုဂုံပြုတ်ခြင်းနဲ့ဆိုပြီးတော့ကျွန်တော်တို့စဉ်းစားပြီးတော့ပေါ့အာတကြံတစ်ချင်းလေးတစ်ခုကိုကျွန်တော်တို့ဖန်လီးပစ်တယ်အဲ့ဒီတကြံတစ်ချင်းလေးကအာဒီဘရောက်ပန်တော်ဆက်ဆိုတဲ့တစ်ချင်းပေါ့နော်ဒီတစ်ချင်းလေးကတေးရရတော့ဆရာနိုင်မြန်မာဖြစ်ပါတယ်အာနောက်ပြီးတော့ပို့ပြီးတော့အမှတ်တရဖြစ်သွားတာလို့ပဲပြောရမလား နောက်ပြီးတော့ဒါဟိုဝန်းနေဆရာလေးလို့ပဲပြောရမလားမသိဘူးဒီတကြံသချင်းလေးကိုဆရာနိုင်မြန်မာကသူကိုယ်တိုင်အာ music arrange လုပ်တယ်ပြီးတော့သူကိုယ်တိုင်လည်းပါဝင်ကူညီပြီးတော့တည်ဆိုတယ်အဲ့ဒါပြီးခဲ့တဲ့ကျွန်တော်တို့ February လအာ3ရက်နေ့မှာဒီသချင်းလေးကိုတွင်းပစ်တာပေါ့နော်အသံတွင်းပစ်တယ်ဖန်တီးပစ်တယ်စိတ်မကောင်းစရာပဲ3ရက်နေ့ပြီးတော့နောက်4ရက်ကြာ ဖေဗူလာ9ရက်နေ့မှာဆရာနိုင်မြန်မာစုံပါသွားတယ်ပေါ့နော်မမျှော်လင့်ပြန်လဲအဲကြတော့ကျွန်တော်တို့တွေကဒီသချင်းလေးကပို့ပြီးတော့အမှတ်တရလို့ရောခုနလိုဆရာနိုင်မြန်မာအတွက်ဒါကျွန်တော်တို့ဟိုလှုပ်ပေးနိုင်တာပေါ့ကျွန်တော်တို့သူ့ရဲ့နောက်ဆုံးသချင်းလေးအဖြစ်သူကိုယ်တိုင်ဟိုဟာဖန်တီးခဲ့တယ်နောက်သူကိုယ်တိုင်လည်းပါဝင်တည်ဆုပ်ခဲ့တဲ့သချင်းလေးအဖြစ်ကျွန်တော်တို့ဒီ music video လေးကိုဒီညီလေးညီမလေးတွေနဲ့ကျွန်တော်တို့ပုံဖော်ပြီးတော့ရိုက်ကူးပြတာပေါ့သချင်းလေးရဲ့ themes ကလည်း အမ်တကြံနောက်ပြီးတော့မန္တလေးရဲ့တကြံကိုကိုစားပြုထားတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒီမန္တလေးမှာဒုက္ခရကလာပြီးတော့ကျွန်တော်ရိုက်ကူးဖြစ်တာပါ။ဟောလက်ခံဖြစ်တာတော့ကျွန်တော်ဆရာပြောသွားတဲ့အတိုင်းပဲပေါ့နော်။ဒါလူတယောက်ရဲ့အာနောက်ဆုံးပေါ့လေ။နောက်ဆုံးဒါဟိုအတိမအဝါပေါ့။ဟိုဖန်နီးခဲ့တဲ့ဖန်နီးခဲ့တယ်ပေါ့နော်။အမေပြန်ဒါနောက်ဆုံးနေနဲ့အမှတ်တရလေးလည်းဖြစ်တယ်။ပြီးတော့ကျွန်တော်ဒါတကြံသချင်းလေးလည်းဖြစ်တယ်ဆိုတော့ကျွန်တော်ဒါဆရာဆရာလည်းအာညီလေး ရလေရိုက်ကူပေးပါအောင်ဆိုပြီးကျွန်တော်ရိုက်ကူပေးထားပါမယ်။သမီးကတော့ဒီဒရိုက်တာခန့်လို့ပေါ့နော်။သမီးကိုအဲတကြံတချင်းလေးရိုက်ကူချင်းလို့ပါဆိုပြီးတော့သမီးကိုကမ်းလှမ်းလာတယ်ပေါ့နော်။အဲကမ်းလှမ်းလာတဲ့အခါမှာလည်းသမီးကတကြံတချင်းလေးလည်းဖြစ်တယ်။အဲပြီးတော့မြန်မာစစံလေးလည်းဝေ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့သမီးကအမတ်တရားအနေနဲ့ရိုက်ချရိုက်ချတာပါ။ဟုတ်။အဲမြန်မာလိုမဝေ့ရဟုတ်အဲ့လိုအတူပြတ်တော့သမီးကမဝေ့ရဘူးလေ။အဲအကြောင်းပေါ့ဟုတ်။ခါတော့မပေါ်လို့မရဘူးနော်။ဒီတချင်းလေးရဲ့ပုံစံကဒါဒီတနေ့တကြီးက ဒါကောင်လေးတယောက်ကမန္တလေးကိုအလဲလာရင်းနဲ့ဒီလိုမန္တလေးသူဟို အမျိုးသမီးလေးကိုတယောက်ကိုဒါမြင်တယ်နောက်ပြီးတော့ဒါလူငယ်တဘာဝဒါသူချစ်ခင်နဲ့တက်တယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကဘာလေးကိုပုံဖော်ချင်တာလဲဆိုတော့ခုနလိုအခုခေတ်ပြောရရင်ဒါဟိုတခြားလူတွေကိုတော့ထိခိုက်ပြောတာတော့မဟုတ်ပါဘူးအခုခေတ်လူတွေလို့ခုနလိုခုတွေ့အခုကြိုက်ကြပြီးတော့အဲ့လိုမျိုးဖြစ်သွားတဲ့သမီးစားတွေလို့ပုံစံမျိုးလဲဒီသချင်းကိုပုံမဖော်ချင်ဘူးပေါ့အဲ့တော့ ဒီလိုညီလေးနဲ့ညီမတွေလို့ဒီလိုအသက်အရွယ်လည်း20ဝန်းကျင်ညီမလေးဆို20တော့မပြည့်သေးပါဘူးနော်ပြည့်ပြီပြည့်ပြီအော်အဲဆိုဒီဒီဒီလိုအသက်အရွယ်လမ်းလေးတွေဟာဒီလိုအသက်အရွယ်ပဲမဲ့ခုနလိုတယောက်နဲ့တယောက်မြင်ကြတယ်ခုနလိုတွေ့ကြတယ်ဟိုတယောက်နဲ့တယောက်ဟိုချစ်ခင်ကြတယ်ဆိုပေမဲ့သူတို့စီးလေးတစ်ခုထားပြီးတော့ခုနသချင်းလေးအဆုံးအထိဒါဟိုဘယ်လိုကောင်းမလဲသမီးစားပုံစံကို မဖြစ်ဘူးပေါ့နော်ခုနလိုတရားနဲ့တရားချက်ခင်ကြတယ်ဒါပေမဲ့ဟိုနောက်ဆုံးဟိုဖျားဖူးတဲ့အားလေးရောခုနလိုတချမ်းမှာတွေ့ရလေးရောတရားနဲ့တရားစိတ်ဝင်စားကြတယ်ဆိုပေမဲ့ဟိုလက်ကင်နဲ့အဆင့်အောင်မှမရောက်ဘူးပေါ့နော်ဒီလိုမျိုးတန်တန်ရှင်းရှင်းမြတ်တာလေးနဲ့ဟိုဟာချစ်ကြတယ်ဆိုတာလေးကိုဖော်ကျူးခြင်းတာနဲ့ဒီလိုအသက်အရွယ်တန်းဒီညီလေးနဲ့ညီမလေးနဲ့ဟိုရွေးချယ်ပြီးတော့ ကမ်းလှမ်းပြီးတော့ရိုက်ခုပြစ်တာပေါ့နော်။ဟောပြီးရောအဲ့လိုဟာမျိုးပါလို့ချင်းပူပြီးရဲ့။ရှင်းရမှာကြီးဟမ်ရှင်းရမှာကြီး။ဟုတ်ပါဘူး။ဟုတ်တယ်ကိုဥမာဟိုဗရောက်တွေပွင့်တဲ့အချိန်မှာ ကိုရဲ့ရင်ထဲကဗရောက်ပန်းဥကိုပေါ့ကိုရဲ့အချစ်ဥကိုပေးခြင်းနဲ့ဆိုတော့အာအတိတ်ပဲလေ။နောက်တစ်ချက်ကကျတော့လေကွနာလိုမန္တလေးသကြံကိုလာတယ်မန္တလေးသကြံကနေပြီးတော့ဒါသူကဟိုမထင်မဲ့ပဲနဲ့ရောက်လာခဲ့တဲ့ လိုတနေတစည်းရသူတယောက်မန်လေးစကြံမှာဒီလိုလေးတွေ့ဆုံနေဆိုတော့ခုနလွန်းဆန်းဆန်းနေရပေါ့ယဉ်ကျေးမှုအမွေအမွေနစ်တွေရှိတယ်ဒီလိုနေရာမျိုးမှာသူကဒီလို main ကလေးတယောက်ကိုတွေ့တော့သူကခုနဖြူးဖြူးစင်စင်နဲ့သူတို့ချစ်ကြတယ်နောက်ပြီးတော့ဒီလိုပန်းလေးပေးတယ်ဆိုတဲ့ဟာလေးစုံဝင်ငန်းလေးနဲ့ကျွန်တော်တို့ပါတယ်ပေါ့နော်ဒါပေမဲ့တချင်းလေးအရလဲနောက်နှစ်မှာသူဒီမန်လေးစကြံကိုပြန်လာအောင်မယ်ဒီ main ကလေးကိုပဲသူပန်းလေးထပ်ပေးခြင်းတယ်ဆိုတော့အာ ဒီ themes လေးပေါ့နော်အဲအဲ့ဒါလေးကိုကျွန်တော်တို့ကအခုဒါအဓိကယူပြီးတော့ပုံဖော်ရိုက်ကူတာပေါ့နော်သင်္ကေတလေးဩနောက်နောက် view ရယ်အာအဲ့လိုကြိုက်တာပေါ့လေကျွန်တော်ဆနာဆရာပြောသွားသလိုပဲတနေ့တည်းကနေပြီးတော့ဒီမန္တလေးဒီကိုရောက်လာတယ်ရောက်လာပြီးတော့ဒီလိုကောင်မလေးနဲ့တွေ့တယ်ဒါရူရှင်းရှင်းလေးပဲအာရူရှင်းရှင်းလေးပဲတွေ့သွားတာဟိုလမ်းမှာသူ့ကိုတွေ့လို့ဟိုအမတ်မထင်ရင်တွေ့လိုက်တယ်တွေ့လိုက်ပြီးတော့ဩသဘောကျတယ်ဘာကြောင့်နောက်ပိုင်းကျတော့သူနဲ့အာဒီလိုပေါ့ရူရှင်းရှင်းလေးပဲ ိုတွေးဆောင်ခဲ့ရပါတော့အဲ့လိုပုံစံလေးတစ်ချံပြီးလို့အချိန်တန်တော့ပြန်သွားတော့လဲဒါနည်းနည်းလေးလွမ်းပြီးကြံခဲ့တယ်ဆိုတဲ့ပုံစံလေးဒီဘက်ကကြံခဲ့တဲ့ main ခလေးရလဲလွမ်းသလိုခွဲခွာသွားတဲ့အကောင်လေးရလဲဒါလွမ်းပြီးသူပြန်သွားတယ်ဆိုတဲ့ပုံစံမျိုးလေးအဲ့ဘောနော်အဲ့ဘောဒါဘောအပိုင်းတင်းနဲ့စသိမ်းသွားပါဆက်လေးကြတော့နောက်ပိုင်း ဆက်ကျင်လဲဆက်အောင်ပါဘောနော်အဲဆက်ကျင်လဲဘိုင်းနေဆက်ကျင်ဆက်အောင်ပါဟုတ်တယ်အဲ့လိုပုံစံလေးဟုတ်တယ်ခိုင်ဆုံးစာသားတော့အမ်ကြံမင်းလေးစီနောက်ထပ်တစ်ခါပြန်လာအောင်မယ်ဆိုတဲ့စကားလေးပါဟုတ်ညောင်းလေးချက်ပေါ့နော်နောက်နေ့တင်နောက်နေ့တင်ဆိုလို့ရှိရင်လည်းဒီတကြင်ချင်းလေးနဲ့ပေါ့နော်အဲတကယ်လို့ဖူးစာမစုံဖြစ်ဘူးဆိုလို့ရှိရင်တော့အဲ့ဒီချင်းလေးပြန်ပြန်မြုပ်ဖို့နားထောင်လို့ရတယ်ဆိုတဲ့အကြောင်းလေးလည်းမြင်လေးပေါ့နောက်နေ့ပြန်လာဆိုရရရပါဟုတ်ကဲ့ခွေးပြန်ကြည့်အဲကျွန်တော်အခုဒါဒီရက်မှာရိုက်ပြီလို့ရှိရင် ဒါရန်ကုန်ဆက်ဆင်းပြန်ပြီးတော့ကျွန်တော်တို့ဒီဟိုနှစ်ရက်သုံးရက်အတွင်းကို ပြီးအောင်လုပ်မယ်ပေါ့နော်ပြီးအောင်လုပ်ပြီးတော့ဒါအကြမ်းမြင်အဖြစ်ရတော့ကျွန်တော်တို့ဟိုကျွန်တော်ကိုပိုင် channel တွေမှာတင်ရင်လဲတင်မယ်နောက်ပြည့်သက်လူကြည့်များဖို့တခြား channel တွေနဲ့ corporate လုပ်ပြီးတော့လဲတင်ရင်လဲတင်ပြမှာပေါ့နော်အဲ့ဒါကတော့ခုနသင်းပြီးတဲ့ရက်မှာမှာ ကျွန်တော် confirm ဖြစ်မှာပါ။ဟုတ်ဒီသချင်းလေးကကြတော့အကပိုင်းနဲ့နည်းနည်းတော့ပါပေါ့နော်။သချင်းသချင်းဆိုတော့အဲတမီးကကြတော့လေအကဝါဒနာပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုတမီးရဲ့ပူပိုင်းနဲ့ပဲနော်။ဟိုကောက်ကွက်လေးတွေနည်းနည်းစမ်းပြီးတော့ခင်ထားတာပေါ့နော်။အကဝါဒနာပါတာပါတာလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ပါဝင်ပြီးတော့အဖြစ်ဖြစ်တာပါ။ဟုတ်။ဟိုဆရာဖန်တီးခဲ့တဲ့ဒီသချင်းကိုကျွန်တော်တက်နိုင်တဲ့ဘက်ကနေနေပြီးအကောင်းဆုံးဒီညီလေးညီမလေးတို့ရဲ့ကူညီမှုနဲ့ ပုံဖော်သွားမှမယ်ပြည်သက်ကလည်းဒီသင်းလေးထွက်ရင်ကျွန်တော်အားပေးကြလိမ့်မယ်နှစ်ချိုက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်လို့ပြောချင်ပါတယ်အားပေးကြပါလို့လည်းကျွန်တော်ဟိုဟာမေတ္တာရက်ခံချင်ပါတယ်ခင်ဗျအချင်းလေးထွက်လာရင်လည်းအားပေးကြပါအောင်ဟုတ်တော့အကောင်းဆုံးကြိုးစားထားပါတယ်ဗျ။ကျွန်တော်တော့အကောင်းဆုံးကြိုးစားထားပါတယ်ထွက်လာရင်အပြည့်ပါ။ဖွဲ့သားလေးအားလုံးကောကောင်းမွန်မွန်နဲ့ကြိုးစားထားကြပါလေ။ဆရာသူမျိုးကိုဒီလိုမျိုး TV လေးရိုက်ဖို့အတွက်ကမ်းလှမ်းပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ပေါ့ဟုတ်။